ဖုန်းတော်ကြီးတစ်ပါးကဒေါ်ရဲမှာတရားထိုင်နေတော့အသက်ရှင်လျက်စားသောက်ခြင်းကိုခံခဲ့ရပါတယ်။မွန်ပိုင်းမြို့ရဲ့အနောက်ဘက်မိုင်900လောက်မှာကြီးမားတဲ့ဒေါ်အုပ်ကြီးတစ်ခုရှိနေခဲ့ပါတယ်။ဒီနေရာဟာကြောင်ကြီးမျိုးနွယ်စုတွေကိုကာကွယ်ပေးထားတဲ့နေရာဖြစ်ပြီးတော့ဒေါ်အုပ်ထူထပ်ပါတယ်။ကြောင်ကြီးမျိုးနွယ်စုတွေဆိုတာကကြားကျက်သစ်စားတဲ့တတဝါရီကိုဆိုလိုချင်တာပဲဖြစ်ပါတယ်။ဒီတဲ့ဝါရီရဲ့နေထိုင်ချက်စမ်းရာနေရာတွေဟာရောက်ွယ်လူစစဲအန်ဒီယရီနဲ့ရှင်ဆိုင်နေရပါတယ်လူသားတွေစစ်သက်တွေကြားတွေက နေထိုင်ချက်ဆိုင်ရာနေရာအတွက်ရှင်ပြိုင်နေရပါတယ်။တလရဲမှာပဲအရိဒိတာအတွင်းမှာလူ9ယောက်ကစစ်သည်တွေဂျာရီရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ဆိုပါတယ်။ဒီထဲကတယောက်ဖြစ်တဲ့ Sandeep Arhom ဆိုတဲ့လူဟာတုံးဆက်မှာဟင်းသီးရွက်တွေကိုခူးယူနေခဲ့တာဖြစ်ပြီးတော့အရိအချိန်မှာပဲစစ်သည်တကောင်ကသူ့နောက်ကိုချင်းကပ်လာခဲ့တာဖြစ်ပါတယ်။သူဟာလွယ်ကူတဲ့ပြင်းထန်တစ်ခုဖြစ်နေပါတယ်ဆိုတာကိုသိပြီးတော့စစ်သည်ကတိတ်တဆိတ်ချောင်းမြောင်းနေခဲ့ပါတယ်။ ပြီးရနောက်မှာတော့ချက်သေးကအကွက်ကောင်းကြတဲ့အချိန်မှာအမတ်မထင်တိုက်ခိုက်ပြီးတော့သူ့ကိုတပ်ဖြတ်ခဲ့ပါတယ်။ဒီလိုဖြစ်ရတဲ့အများအများဖြစ်နေခဲ့ပြီးတော့ဒေတာကန်နီကိုကူညီပေးနိုင်ခြင်းမရှိနေပါဘူး။အချိန်မရွေးနေရမရွေးဒေတာကန်နီကဂျာချက်သေးရဲ့တိုက်ခိုက်မှုကိုခံနေရပါတယ်။ဘာသာရေးပုဂ္ဂိုလ်တွေတောင်ချင်းချက်ဖြစ်မနေခဲ့ပါဘူး။2018ခုနှစ်ဒီဇင်ဘာလမှာဟိန္ဒူဘာသာဘုန်းတော်ကြီးအုပ်စုတစ်ခုကအရိဒေတာကိုရောက်လာခဲ့ပါတယ်။ သူတို့ကအနှစ်စင်ကျင်းပတဲ့ဘာသာရေးပွဲတော်တစ်ခုအတွက်ရောက်လာကြတာဖြစ်ပါတယ်။ဒေသခံတွေကလက်တလောဖြစ်နေတဲ့အကြောင်းကြီးမျိုးနွယ်တိုက်ခိုက်မှုတွေကိုပြောပြခဲ့ပြီးတော့ဒေါနဲ့ထင်အထိ မသွားဖို့တတိပေးခဲ့ကြပါတယ်။ဒါပေမဲ့ဘုန်းတော်ကြီးတွေကတရားထိုင်ဖို့အကြောင်းပြချက်နဲ့ဒေသခံတွေရဲ့စကားကိုလက်မခံခဲ့ကြပါဘူး။ဘုန်းတော်ကြီးတွေကတော်ရင်လဲလဲသွားလာပြီးတော့တဘာဝပဝင်းချိန်ကိုခံစားကြပါတယ်။ပြီးတော့တတောင်တတာဖြစ်တဲ့အခြေအနေမှာတရားထိုင်ကြပါတယ်။ ရဟူဝါခီဘော်ဒီဆိုတဲ့အသက်35နှစ်အရွယ်ဖုန်းကြီးတစ်ပါးကဂျာထိန်သိင်းရေနယ်မြေထဲမှာတည်ရှိနေတဲ့ဖုန်းကြီးကြောင်တစ်ခုကဖုန်းကြီးတစ်ပါးဖြစ်ပါတယ်။ဒါပေမဲ့တရက်မှာတော့သူသွားမှုတဲ့နေရာထက်ပေါ်နဲ့တဲ့ဒေါ်ရဲကိုနှဲ့လေသွားလာမိပါရဲ့ဒီကြားထင်းသိင်းနေမိဟာကြားရီတင်မကစစ်သည်တွေဝဝရိုင်းနေတောခွေးတွေနဲ့တခြားအန်ဒီရဲ့ပြီးနိုင်တဲ့ဒေါ်ရိုင်းတရိစံတွေပါစက်ဆိုင်နေရဖြစ်ပါရဲ့ဒီနေမိက1955ခုနှစ်ကလေးက မဟာရာရှ်ထရာဒေတာရဲ့တည်တံ့အရင်ဆုံးနဲ့အကြီးဆုံးသောတဘာဝတော်ရိုင်းထင်းထင်းရင်နေဖြစ်ခဲ့ပါတယ်။ဒီဒေတာကစတူရန်မိုင်220ကျင်းဝင်ပြီးတော့ရွာ96ရွာနဲ့လူရေ4000လောက်နေထိုင်ကြပါတယ်။ဒီအတွက်နေထိုင်ကြတဲ့လူတွေနဲ့တော်ရိုင်းတတဝါတွေကြားမှာပြိပခါတွေမကြာခဏဖြစ်နေရပါတယ်။2023ခုနှစ်တနည်းထဲမှာအနည်းဆုံးလူလေးယောက်နဲ့ကျွေးနွားကောင်ကြီး90လောက်ကဂျာရီစစ်တပ်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ဘုံတော်ကြီးရဟူးကိုလည်းအတိအကျွမ်းတွေကဒုံးနဲ့နဲ့ထဲကိုမသွားဖို့တတိပေးခဲ့ကြပါရယ်။ဒါပေမဲ့သူကဒီတတိပေးချက်တွေကိုလစ်လူရှုထားခဲ့ပါရယ်။သူဟာလမ်းတစ်ခုကနေရှောက်သွားခဲ့ပြီးတော့ဒိတ်စိတ်ကျေပြဲတဲ့နေရာတစ်ခုကိုရှာတွေ့ခဲ့ပါရယ်။အဲဒီနေရာမှာသူကသူ့ရဲ့မနက်ခင်းတရားထိုင်တာကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါရယ်။ ကြတဲ့သူကတပင်တပင်အောက်ကိုသွားလိုက်ပြီးတော့တရားထိုင်လိုက်ပါတယ်။တောအုပ်ထဲမှာတော့သူ့လိုပဲဒိတ်စင်ကြီးတဲ့နေရာတစ်ခုကိုရှာပြီးတော့တရားထိုင်တဲ့ကြတဲ့ဖုန်ကြီးတွေရှိပါတယ်။ရဟိုးကလည်းထိုင်လိုက်ပြီးတော့လေအေးတွေကိုရှူရှိုင်းလိုက်ပါတယ်။ပြီးတော့လည်းတရားမတဲ့အခြေအနေတွေကိုဝင်ရောက်သွားပါတယ်။ ဒါပေမဲ့သူတရားထိုင်နေစမှာပဲစစ်တပ်ကောင်ကဘယ်မှမသိပဲပေါ်လာခဲ့ပါတယ်။စစ်တပ်ရဲ့အဝါရောင်နဲ့အနက်ရောင်အဆက်တွေအဆက်အပြောင်းတွေကစစ်တပ်ကိုတောအုပ်ထဲမှာပုံဖြတ်ပေးထားပါတယ်။စစ်တပ်ကိုအလွယ်တကူနဲ့မမြင်နိုင်ပါဘူး။စစ်တပ်ဟာတတိအနေထားနဲ့အမြေပြင်မှာဝှက်ထွားပြီးတော့တရွေ့ရွေ့တိုးကပ်လာနေခဲ့ပါပြီ။ ဒီကြက်တွေကလက်တလောထိုက်ခိုက်မှုတွေကိုပြုလုပ်ထားတဲ့အပြင်လူအသွေးသားအရသာကိုပဲတည်နေခဲ့ပါတယ်။ဒီအတွက်သူဟာလူတွေကိုအမဲလိုက်ဖို့မဆောင်နိုင်အောင် ဖြစ်နေရပါတယ်။ကျတဲ့ရဲ့မျက်လုံးတွေကရခိုးအပေါ်မှာစူးစိုက်ကြည့်နေခဲ့ပါတယ်။ပြီးတော့သူ့သားကောင်ရဲ့ပြလဲတိုက်ခက်လာနိုင်ချိန်ကိုတော့တွန်းဆနေခဲ့သေးတယ်။သူ့လက်သေးတွေကတော့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ဒီလိုနဲ့ကျတဲ့ဟာလက်သေးတွေကို အစင်သစ်ပြင်လိုက်ပြီးတော့ရဟူးကိုခေါ်အုပ်ဖို့အသင့်ဖြစ်နေခဲ့ပါပြီရဟူးကဒီချိန်မှာဆိုရင်တော့အထုံးပြန်မယ်ဆိုရင်အဖြစ်ဆိုးနဲ့ကြုံကျင်မှကြုံရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာရဟူးရဲ့မျက်လုံးတွေကိုမှိတ်ထားပြီးတော့တရားထိုင်နေခဲ့ရပါသူဟာသူ့ရဲ့ပဝင်းကျင်ကိုမေ့လျော့နေခဲ့ပါတယ်စစ်တဲ့ဟာသူ့ရဲ့အနာကိုတရွရွလာနေခဲ့ပေမဲ့သူကသတိမပြုမိသေးပါဘူး။အိန္ဒိယစစ်တပ်တွေကအခွင့်အရေးကိုလက်မလွတ်တမ်းဖန်ဆုပ်တဲ့အမေလိုက်တုံရိုင်းတပ်တော်ဝင်ဖြစ်ကြပါရဲ့။ဒီစစ်တပ်တွေက တောဝက်တွေတမင်တွေကိုပါ အမဲလိုက်နိုင်စွမ်းရှိကြပါတယ်။သူရဲ့သားကောင်းလေးကိုအမတ်မထင်တိုက်ခိုက်တတ်တာကဒီစစ်တီရဲ့နေပြူဟာဖြစ်ပါတယ်။သူတို့ကအမတ်မထင်ခုံအုပ်တိုက်ခိုက်တတ်ကြပြီးတော့ကွင်းပြင်နေမှာလိုက်ဖမ်းတာမျိုးကိုတော့လုံးလိမ့်မရှိပါဘူး။သူတို့ကပုံအောင်နေပြီးတော့သားကောင်းစီကိုတခွေ့ခွေ့ချင်းကတဲ့ပြီးတော့မှ အမတ်မထင်ခုံအုပ်ပြီးတော့မှဂျက်ကောင်းကိုကြိုက်ခဲတတ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့သူတို့ရဲ့တံမာလာတဲ့မယိုးတွေဟာဓာတ်ကောင်ရဲ့လေဘင်းကိုကိုက်ခဲဖို့အတွက်အထူးသင့်တော်ပါတယ်။လေဘင်းကိုကိုက်ခဲလိုက်မယ်ဆိုရင်ဓာတ်ကောင်ဟာအသက်ရှူချက်သွားမယ်အပြင်ဓာတ်ကောင်ငယ်လေးတွေဆိုရင်ဂျုံယိုမကြီး spinal column မှာကျိုးသွားတဲ့အထိဖြစ်နိုင်ပါတယ်။ ဇသိက်ကရဟုံးကိုထိုက်ခိုက်လိုက်တဲ့အချိန်မှာရဟုံးတရားအထီးတလန့်အော်ဟစ်လိုက်ပါတယ်ပြီးတော့ဘေးဘက်ကိုလင်းချသွားပါတယ်ပြီးရင်နောက်မှာတော့ဇသိက်ကသူ့ကိုတွန်းလဲလိုက်ပါတယ်ဇသိက်ရဲ့သွေရီကသူ့မျက်နှာနဲ့နီးကပ်နေပါပြီရဟုံးကလက်တီကိုဆန်းလိုက်ပြီးတော့ဇသိက်ကိုအဝေးကိုတွန်းပို့ဖို့အုပ်လိုက်ပါတယ်ဒါပေမဲ့ဇသိက်ဟာကြီးမားပြီးတော့လေးလံနေခဲ့ပါတယ်နောက်ထပ်သူ့ကဇသိက်ကိုသူ့ချက်တောက်တွေနဲ့ကန်ချောက်ဖို့လုပ်ပါတယ် ဇတိရဲ့မျက်လုံးတွေကအလင်းဖြစ်နေတာကိုတောင်သူမြင်နေရပါပြီ။ဇတိရဲ့သွေးစာချန်တဲ့နေမှုတွေကိုသူမြင်နေရတယ်။ရဟူးတယောက်ဆက်ပြီးတော့ထိမထားနိုင်တော့ပါဘူး။ဇတိဟာသူ့ဦးခေါင်းကိုကိုက်ခဲလိုက်ပါတယ်။ပြီးတော့လက်သေးပြီနဲ့ဖမ်းဆုပ်ထားလိုက်ပါတယ်။ဒေသအတွင်းကတခြားဖုံးတော်ကြီးတွေကရဟူးရဲ့အဟစ်တန်ကိုချလိုက်ရပါတယ်။ချက်ချင်းပဲသူတို့ရဟူးကိုလိုက်ရှာနေကြပါတယ်။ရဟူးကိုစားစရာလာပို့တဲ့နောက်ထပ်ဖုံးကြီးတစ်ပါးကတော့သစ်ပင်အောက်ကချောင်းမပွင့်မြင်ကြုံမြင်လိုက်ရပါတယ်။ ရဟူရဲ့ခန္ဓာကိုယ်ပေါ်မှာစသစ်တကောင်ရှိနေခဲ့ပါတယ်။သူ့ခေါင်းကတော့စသစ်ပစက်ထဲရောက်နေပါတယ်။ဒါပေမဲ့ဘုံတော်ကြီးစီမှာလက်နက်တစ်ခုမှမပါခဲ့ပါဘူး။ဒီအတွက်ရဟူကိုလွတ်ပေးဖို့စသစ်ကိုမချောင်းလန့်နိုင်ပါဘူး။အဲဒီအစားသူတို့ဟာအဲဒီနေရာကနေပြေးထွက်လာပြီးတော့အခုညီတောင်းခံလိုက်ကြပါတယ်။သူတို့ဟာသူတို့ငယ်ချင်းရဟူကိုကယ်တင်ခြင်းနဲ့အတွက်မဟာရရှာဒေသရဲ့ရဲဌာနကိုဖြေးသွမ်းခဲ့ပါတယ်။ ရဲရရှိတွေကလည်းအခင်းဖြစ်ရနေရကိုအမြန်ဆန်ပဲပြေးလာကြပါရဲ့။ဒါပေမဲ့သူတို့နောက်ကျသွားပါပြီ။ရဟုဟာတစ်ပင်အောက်မှာရှိမနေတော့ပါဘူး။ဒေချာလီလာကြည့်လိုက်ပြီးတဲ့နောက်မှာတော့ရဲရရှိတွေကမြေပြင်မှာရှိနေတဲ့ဆွတ်ချောင်းညာတွေကိုရှာတွေ့လိုက်ပါရဲ့။ဒါကရုံးကန်နေပြီးတော့တနေရာကိုဆွေးသွားခံရတဲ့ဆိုတဲ့အချက်ကိုပြသနေပါရဲ့။သူတို့အားလုံးကသတိကြီးကြီးထားပြီးတော့ခြေရခံလိုက်ကြပါရဲ့။ ဒီဒေတာအတွင်းမှာစစ်တပ်ဒေတာမကကြားအကောင်ရေ88ကောင်လည်းရှိနေပါသေးတယ်။ဒီအတွက်စုံစမ်းစစ်ဆေးသူတွေဟာအထူးသတိထားရပါလိမ့်မယ်။သူတို့အနေနဲ့လူသားစားမှုတဲ့စစ်တပ်ကောင်ကိုရှင်ဆန်ရတော့မှာဖြစ်ပါတယ်။ကာယပေါင်းများစွာအကွာအဝေးရောက်တဲ့အချိန်မှာတော့ခြေရလက်ရာတွေပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ပြီးတော့စိုးစိုးဝါးဝါးပြက်စီးနေတဲ့ရာဟုရဲ့ခန္ဓာကိုယ်ကိုသူတို့တွေတွေ့ရှိခဲ့ရပါတယ်။စစ်တပ်ဟာသူတို့ကိုကာယပေါင်းများစွာဝေးတဲ့တောင်းနဲ့ထဲကိုဆွဲသွားခဲ့ပြီးတော့ စားတောက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေလိုက်လာတဲ့အချိန်ကျတော့စစ်သည်ကခန္ဓာကိုယ်ထားရစ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အစိုးရကတော့ရဟူးရဲ့မိသားစုကိုရူပီးတစ်တသမနှစ်တန်းဒါမှမဟုတ်ဒေါ်လာ16,800ကိုနေနာကြီးအဖြစ်ပေးခဲ့ပါတယ်။ဒီဖြစ်ရက်ကဗုဒ္ဓဘာသာအတိုင်းဝိုင်းအတွက်ဖြစ်ရက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။လူတွေရဲ့နေထိုင်ပုံတွေပြောင်းလဲလာတာဒေါ်နဲ့ဒီတဲမှာပါလူတွေနေထိုင်လာတာစာရာတွေကြောင့်လူသားတွေနဲ့တောင်းရင်းတက်တော်ဝါတွေပြိပခဖြစ်လာရပါတယ်။ တော်ရိုင်းတတဝတော်ရိုင်းတဘာဝပတ်ဝန်းကျင်လေးထားတွေကိုဆက်ပြီးတော့ထိန်းသိမ်းဖို့လည်းခက်ခဲလာပါတယ်။ဒေါမီလောင်ကျွမ်းနာလူရင်းနေရာထိုးချလာတာတွေကြောင့်ဂျားရီစက်တတရနေစရာနေရာပြောင်းလာပါတယ်။ပြီးတော့သားကောင်းလေးကိုရှောက်ဖွေဖန်းစီနိုင်ဖို့လည်းခက်ခဲလာရပါတယ်။2018ခုနှစ်ဒီဇင်ဘာရဟူရဲ့တည်ဆုံးမှုအပြီးမှာတော့တာဝန်ရှိသူတွေကလොမြောက်နေတဲ့လူသားစားစက်တတကောင်ရှိတယ်သတိထားပါဆိုပြီးတော့ညင်ညာခဲ့ပါတယ်။ပြီးတော့အနာပတ်ဝန်းကျင်ကလူတွေကိုဒေါနဲ့ထဲမှာသွားဖို့အကြံပေးခဲ့ပါတယ်။ သူတို့ကထောင်ချောက်ပေါင်းများစွာနဲ့ကင်မရာပေါင်းများစွာကိုတက်ဆင်ခဲ့ပြီးတော့ကျက်စ်ကိုဖမ်းနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ကကျက်စ်ကိုဖမ်းပြီးတော့လွတ်လပ်တဲ့ထိန်းသိမ်းရေးနယ်မြေတစ်ခုမှာသွားလွတ်ဖို့ကြံစည်နေခဲ့တာဖြစ်ပါတယ်။ နေ့စဉ်အတိုင်းပဲလူသားတွေနဲ့သားရဲတွေကပြိပခောက်တွေအများဖြစ်နေခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာစစ်တကောင်ရေ12000ကနေ14000လောက်အထိရှိနေနိုင်တယ်လို့ဆိုကြပါတယ်။အရင်နဲ့တနည်းထဲမှာပဲစစ်တကောင်ရေ430ကောင်ကလူသားတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။စစ်တတရာတည်ရင်နဲ့ခန္ဓာကိုယ်အစီအပိုင်းတွေအထွတ်တပ်ဖြတ်ခံနေရပါတယ်။ ကျက်တည်းတပ်ဖြတ်ခံအောင်ခံရတဲ့လူအရေးအတွက်ကတော့ဒေချာမသိရှိရပါဘူး။ဒါပေမဲ့တာဝန်ရှိသူတွေကတော့ရာပေါင်းများစွာရှိလောက်တယ်လို့ပြောကြပါတယ်။ဂျာရီကျက်တည်းတွေကအိန္ဒိယနိုင်ငံတွေကဒေသခံတွေအတွက်တော့အန္တရာယ်ရှိနေတဲ့အလားအလာတွေပေးဆွနေကြပါတယ်။ရဟူးလိုလူတွေထပ်ပြီးတော့မပေါ်လာစေဖို့အတွက်ဘသူမှတာဝန်ရှိပါသလဲ။ကွန်မန့်လေးထဲမှာပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်လေးတွေကိုရေးပေးသွားလို့ရပါတယ်။ ဗီဒီယိုလေးကိုအဆုံးနေလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Like and Share လေးနဲ့လည်းအားပေးသွားကြပါဦးရှင်။